မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှကျဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးဦးပါကျွန်တော်ဒီကနေ့မှာ Photoshop နဲ့ကြော်ညာတစ်ခုပြုလုပ်တဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကျွန်တော်တို့က Facebook မှာကြော်ညာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် Photoshop နဲ့ပေါ့နော်ကိုကြော်ညာခြင်းနဲ့အကြောင်းအရာလေးတွေကို Photoshop နဲ့လုပ်ပြီးတော့ကြော်ညာရပါတယ်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင် Photoshop ကိုအသုံးပြုပြီးတော့ ကြောင်ရလေးတစ်ခုကိုကျွန်တော်ပြုတ်လို့တဲ့သင်္ကန်းစာလေးကိုမျှဝေပေးသွားချင်ပါတယ်เนาะအဲ့တော့ Photoshop လေးကိုဖွင့်လိုက်မယ်เนาะ Photoshop လေးကိုဖွင့်လိုက်ပါ Okay Photoshop လေးကိုဖွင့်သွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်လုံးမှာကတော့ကျွန်တော်ကအဲ Facebook မှာကျွန်တော်ဟိုကြောင်ရတဲ့ပုံစံမျိုးလေးပေါ့เนาะ Okay အဲ့တော့ရင်ဆုံးကိုလှုပ်ရှင်တဲ့ပေါ့နော်ကိုကြောင်ကြာခြင်းတဲ့ site ပုံစံလေးကိုအရင်ဆုံးယူပေးရပါတယ်အဲ့တော့စာမျက်နှာအသစ်ခေါ်ခြင်းတယ်ဆိုလို့ရှင် file ရနေပြီးတော့ new ကိုနှိပ်လိုက်ရပါတယ် keyboard ကနေပြီးတော့ control ရဲ့ n နှိပ်လဲနှိပ်လို့ရပါတယ်နော် โอเคဒီမှာဆိုလို့ရှိရင်အဲโอเคဒီမှာကကိုလိုချင်တဲ့စာရွက်အနေထားကိုယူလို့ရပါတယ်เนาะကျွန်တော်ကတော့ custom ကိုယူပါမယ် custom ကတော့ကိုချိန်နေတဲ့သလိုဟောဒီ insert တွေ pixel တွေကိုယူလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ကတော့73လက်မကိုယူပါမယ်เนาะ73လက်မ73လက်မပါโอเคเอ่อဒီမှာဆိုလို့ရှိရင် resolution မှာဆိုလို့ရှိရင်300ထားပေးရတယ်เนาะ resolution မှာ300ထားပေးရပါတယ်အပြင်မှာ b9 ဒီပါရီဆိုလို့ရှိရင်တော့ဝယ်ဆိုလို့ရှိရင်80နှစ်သမို့တရားစီထားပြရပါရယ်နော်။ Okay ဒီမှာဆိုလို့ရှိရင်တော့ဝယ်ဆိုလို့ရှိရင်300ထားပြပါမယ်။ Okay ဒီကလာမုတ်မှာဆိုလို့ရှိရင်ကိုကအပြင်မှာ print ထုတ်မှာဆိုလို့ရှိရင်တော့ CMYK ကိုထားပြရပါတယ်။ကိုကဟိုမှာ Facebook ပေါ်မှာ Facebook ပေါ်တင်ဖို့အတွက်ကိုဖုန်းထဲမှာတင်ဖို့အတွက်ဆိုလို့ရှိရင်တော့ RGB color ကိုထားပြရနော်။အဲ့တော့ RGB color ပါ။ RGB color ယူမယ်နော်ဒီဒါလေးရ white ပါ okay ဒါဆိုလို့ရှင်ကြိုက်တယ်ဆိုလို့ရှင်ပြင်ပြီးသွားရင် okay ဆိုတာလေးကိုနှိပ်လိုက်နော် ဆိုလို့ရှိရင်ဒီမှာကိုယူထားတဲ့စာရွက်လေးရဒီမှာကြာလာပါလိမ့်မယ်เนาะโอเคဒါလေးပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုကိုကရောင်နေပါရေးပြင်တာเนาะရောင်နေပါရေးကိုထည့်ကျင်တဲ့ color တွေကိုလည်းထည့်လို့ရပါတယ်အဲ့တော့ဒီ control j ရဲ့နဲ့ပွားလိုက်မယ်เนาะ control j ရဲ့နဲ့ပွားလိုက်တာပါโอเค control j နှိပ်ပြီးတော့ပွားလိုက်ပါမယ်သူ့ကိုရောင်းပေးခြင်းတယ်ဆိုလို့ရှိရင်သူ့ကိုနှစ်ချက်ဆက်တိုက်နှိပ်လေးလေးရပါတယ်အောက်ဆုံးမှာရှိတဲ့ဒီ FH ဆိုတာလေးကိုတစ်ချက်နေလိုက်လဲရပါတယ်เนาะအပေါ်ဆုံးမှာရှိတဲ့ blending option ဆိုတာလေးကိုတစ်ချက်နေလိုက်ပါဒါလေးကတော့ color ပေးပါเนาะ color ပေးပါပါအဲ့တော့ color over လေးကိုယူလိုက်မယ်နော် color over လေးမှာကိုလိုချင်တဲ့ကိုပေးချင်တဲ့အကြောင်းပေးလို့ရပါတယ်နော်ကျွန်တော်ကတော့အနေအောင်လေးကိုပေးလိုက်ပါမယ် okay နှိပ်ပါပြီး okay okay နှိပ်ပါနော်အနားခေါ်လေးရရနော် โอเคနောက်ခံကာလာလေးကတော့အနေအောင်ယူပြီးသွားပြီကိုထည့်ခြင်းတဲ့ပုံလေးယူလို့ရပါတယ်เนาะအဲ့တော့ကိုကဒီထဲမှာကိုထည့်ခြင်းတဲ့ပုံလေးယူမှာဖြစ်တဲ့အတွက် file ကိုသွားပါ open ဆိုတာကိုနှိပ်ပါโอเคဒီထဲမှာကိုလိုချင်တဲ့ပုံเนาะကိုထည့်ခြင်းတဲ့အခန်းထဲမှာရှိတဲ့ပုံလေးသွားပြီးတော့ယူပေးပါမယ်โอเคကျွန်တော်ကဒီပုံလေးကိုယူမယ်เนาะโอเคဒီပုံလေးကကျွန်တော်ကျွန်တော်ပြိပါ တင်ဖို့အတွက်ပေါ့နော်ဒါလေးကလက်တွေ့ဆန့်ပြရပါဒီပုံလေးကိုကျွန်တော်ကျွန်တော်ရဲ့ပေလေးမှာတင်ဖို့အတွက်ပါနော်အဲ့တော့ဒီပုံလေးကိုအလွယ်တကူနော်ဒါလေးက PNG file လေးပါ PNG file ဆိုတော့ရွှေ့လို့ရရယ်ဆွဲလို့ရရယ်နော်ဟို JPEG ဟို JPEG JPEG file ကတော့ဒီလိုမျိုးဆွဲလို့မရအောင်နော်ဒါဒီလိုမျိုးအရှင်လေးဆွဲလို့ရတာဒါ PNG file လေးပါ Okay ဒါတော့ဒါလေးကိုဆွဲပြီးတော့ဒီမှာလိုက်ပြီးတော့ထည့်ပေးလိုက်မယ်နော် Okay ထည့်ပေးလိုက် okay ဒါတေးနေနော်ရန်သေးနေရယ် control ရယ် t ရယ်နဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါ shift ရယ် order ရယ်ဖိပြီးတော့ ဒီမှာချက်ပေးလိုက်နော်ရှစ်ကအော်ဒါရဲ့ဖီယာကအဲသူကဒီအစွန်းနှစ်ဖက်ကိုညီပြီးတော့ဆွဲပေးရနော်အဲ့တော့ကိုလိုချင်တဲ့အနေထားဟိုဒီမှာကိုရဲ့ကြိုက်နေတက်တယ်လို့ဒီမှာယူပေးလို့ရရဲဆွဲပေးလို့ရရဲနော်ဝေးဒီပေါက်ကြီးမလိုချင်သူ့ကိုဖျက်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ရမယ်နော်โอเคဒါလေးရသွားပြီဆိုလို့ရှိရင်ကိုကဒီတိုင်းဆိုလို့ရှိရင်ကြည့်လို့ရမှလောက်ပါဘူးနော်အဲ့တော့သူ့ကိုဘောင်းလေးခတ်ရှင်တယ်ဘောင်းခတ်ရှင်တယ်ဆိုလို့ရှိရင် အဝေးကဘေဘောင်ခတ်ရှင်တာလေဆိုရင်အကလေယာဝမ်းဆိုတော့တရားယူဘောင်ခတ်ရှင်တာဖြစ်တဲ့အတွက်သူ့ကိုအဲ့လိုပဲသူ့ပေါ်မှာနှစ်ချက်ဆက်တိုင်းနှိပ်လေရပါတယ်အောက်ကဟိုဆန္ဒပြောတဲ့ဒီ FX ကိုလေကိုနှိပ်လေနှိပ်လို့ရရယ်နော်ပြီးရင်ဟိုဘောင်ခတ်ရှင်တာဖြစ်တဲ့အတွက်အပေါ်ဆုံးမှာဒါလေးဒါလေးကစတုတ်နော်စတုတ်ဆိုတာဘောင်ခတ်တာပါစတုတ်ကိုတစ်ချက်နှိပ်လိုက်ပါ okay အဲစတုတ်ကိုနှိပ်ပြီးသွားဆိုလို့ရှိရင်ကိုကဘယ်လိုဘောင်ခတ်ရှင်တာလဲရိုးရိုးဘောင်ခတ်ရှင်တာလားဒါမှမဟုတ်ဆိုလို့ရှိရင်ဟို ပြောဆိုရင် gradient ပေါ့နော်အယောင်အယောင်လေးနဲ့ catch ရှင်တယ်လားကိုက catch ရှင်တဲ့ပုံလေးခက်လို့ရရယ်နော်အဲဒီမှာသူ့ရဲ့တီနီယာကို position ကိုရွေးပေးရပါတယ် position မှာဒီက outside ဆိုတော့အပြင်လမ်းကိုကွတ်တာပါ outside ကိုထားထားမယ်ဆိုလို့ရှိရင်ကိုကွတ်တဲ့အယောင်လေးကထင်မှာမဟုတ်ပါဘူးနော်အဲ့တော့ထားလိုက်ပါမယ် inside ဆိုထားလိုက်ပြီဆိုလို့ရှိရင်ကိုကဘောင်လေးကိုကွတ်တယ်ဆိုလို့ရှိရင်အတွင်းထဲလေးကိုမြင်ရပါလိမ့်နော်ဒီမှာကျွန်တော်စမ်းပြမယ်နော်ဥပမာအဲဒီကောင်လေးထားလိုက်မယ်နော်အဝါယောင်လေး သူတချက်နေနော်ရွေးပေးလိုက် okay ပေးလိုက်အဲကိုကဒီမှာ outside ကိုထားတာမယ်ဆိုလို့ရှင်သူ့ရဲ့ site ကိုတွားပြီးတော့ကြုံချက်လုပ်မယ်ဆိုလို့ရှင်လည်းအပြင်ဘက်ကိုပဲတွားကွန်နေရနော်အဲ့တော့သူအတွင်းထဲတင်ပြီးတော့ကြည့်လို့မရပါဘူးအဲ့တော့အတွင်းထဲမှာထားကျင်တယ်ဆိုလို့ရှင်ဒီ position မှာ inside ဆိုတာလို့နှိပ်ပြလိုက်ဒါဆိုလို့ရှင်အဲအတွင်းထဲမှာဘောင်လေးရဝင်လာပါလိမ့်မယ်နော်ဒီမှာကိုလိုချင်တဲ့အနေထားအတိုင်းဘောင်လေးခက်လို့ရပါလိမ့်နော်ဒါလေးရတော့ color ထားတာပါကိုက gradient ပေါ့နော်အရောင်စက်လေးထားကျင်တယ်ဆိုလို့ရှင်လည်းဒီ fade တိုင်းမှာ တစ်ချက်နှိပ်လိုက်ပါ gradient เนาะ gradient ကိုတစ်ချက်နှိပ်လိုက်เนาะ gradient နှိပ်ပြီးသွားရလို့ရှိရင် gradient ကဒီဒီ gradient လေးကိုတစ်ချက်နှိပ်ပြီးတော့ကိုထည့်ခြင်းတဲ့ဒီမှာ color လေးအကြောင်းလေးလာပြီးတော့ထည့်လို့ရရယ်เนาะ okay ဒါလေးထားမှာလား okay ဒါလေးထားမှာဆိုရင်ဒါလေးကိုတစ်ချက်နှိပ်လိုက်เนาะကိုကတကယ်လို့ဟိုမကြိုက်သေးဘူးဥမာဒီအောင်လေးယူရယ်ဒါလေးကိုမကြိုက်သေးဘူးပြင်ချင်တယ်ဆိုလို့ရှိရင်လည်း အဝါရောင်လေးနေရာကိုပါထားအဝါရောင်တစ်ချက်နေပြီးကာလာမှာကိုကိုကြိုက်နေတဲ့တဲ့အစိမ့်လေးထားပါလားဒီမှာ okay ပေးလိုက်နော်အစိမ့်လေးထားလို့ရတယ်ဒါဆိုလို့ရှိရင်ဒီဘက်ကအစိမ့်လေးဖြစ်သွားပြီအလဲကောင်းမှလည်းအနီမထားဘူးအဲတော့ဒီမှာပွားကျင်တယ်ဆိုလို့ရှိရင်ဒီမှာဖိဆွဲပြီးတော့လွယ်တကူပွားလို့ရတယ်နော် okay ဒါလေးကိုဖိပြီးတော့ပွားလိုက်မယ် okay ဒီမှာပွားပါလားနော်ဒီမှာ order key လေးနဲ့နော် order key လို့ဖိလိုက် order key လေးကိုဖိပြီးတော့လွယ်တကူပွားလို့ရတယ်နော်ဒါလေးကရောင်စုံလေးထည့်ရနော် အစိမ်းအစိမ်းစိမ်းထက်နေရဲ့ဒီမှာအစိမ်းလေးမထည့်ဘူးဆိုလို့ရှိရင်လည်းအဲဒီမှာကာလာလေးမှာကိုကြိုက်နေတဲ့အကြောင်းလေးလာထားလာပြီးတော့ထားပေးလို့ရတယ်အနီလေးထားမှာလားโอเคအနီလေးထားလို့ရတယ်နော်ကြိုင်โอเคနေပေးလိုက်နော်ပြီးရင် okay ဆိုတာလေးကိုနေပေးလိုက်โอเคအဲဒီမှာ โอเคနေ့လေးရအနာခောက်လေးရနော်ဒါဆိုလို့ရှိရင်အဲနောက်မှာအယောင်ဇက်လေးတွေနဲ့ဒီမှာထားလို့ပြီးသွားပြီနော်โอเคအဲဒါလေးကြိုက်တယ်ဒါလေးကြိုက်ကြိုက်တယ်ဆိုလို့ရှိရင်ထားလို့ရရနော်တကယ်တော့မလိုချင်လို့ဖျောက်ရှင်တယ်ဆိုလို့ရှိရင်လည်းဒီဒီဟို stroke ဆိုတဲ့ဒါလေးမျက်စိလေးကိုမိတ်မိတ်လို့ရပါတယ်နော်ဒါဆိုလို့ရှိရင်မရှိတော့ဘူးနော်အာဘောင်ခတ်တာနော်ရိုးရိုးဘောင်လေးခတ်ချင်တယ်ဆိုလို့ရှိရင်ကာလာကိုထားပြီးတော့ဘောင်ခတ်လို့ရရယ်နော်။ Okay ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်ထားလို့ရပါတယ်။အဲဒီမှာကို့မှာရှိတဲ့ ဒီ logo ပုံလေးထည့်မလား logo ပုံလေးလည်းထည့်လို့ရရယ်เนาะအဲ့တော့ file name ကိုသွားပါ file open ကိုနှိပ်เนาะ data ဒီထဲမှာဒီထဲမှာကိုယ့်ရဲ့လုပ်ငန်းသုံး logo လေးလည်းထည့်လို့ရပါတယ် okay logo ပုံလေးဖွင့်လိုက်မယ်เนาะအဲ့တော့ဒါလေးကိုဒီကဖိပြီးတော့ဆွဲမှာเนาะဖိပြီးတော့ဆွဲလိုက်ပါ okay ဒီမှာလာပြီးထားပေးလိုက် okay sorry ဟေးအဲဒီမှာဆိုလို့ရှိရင်ကိုကဒီ layer 1ရာဒါရာအရှင်းတော့အရှင်းအရှင်းဟောဆွဲလို့ရှိရင်ရတယ်နော်အရှင်းဖြစ်တဲ့အရှင်းဖိုင်ဖြစ်တဲ့အတွက်သူ့ကိုအဲနောက်ကိုပြန်ရောက်ရောက်ရှင်းတယ်ဆိုလို့ရှိရင် control ရဲ့ order ရဲ့ set ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဖြစ်သွားရင်နော်သူ့ကိုကိုဆွဲချိန်တိုင်းဆွဲချွေလို့မရအောင်ထားချင်တယ်ဆိုလို့ရှိရင် layer 1လေးရောသူ့ကိုဒီမှာ lock ပေါ့နော်တော့ပုံစံလေးတစ်ချက်နဲ့နော်ဒါ lock off ဆိုတာ lock ခတ်ထားပါအဲ့လေကို သူ့ကိုဒါလေးကိုအပေါ်ရွှေ့လိုက်တာဆိုရင်ရွှေ့လို့ရသွားပြီเนาะ Okay ချက်ကျင်တယ်ဆိုလို့ရှင် control ရဲ့ speed bar ရဲ့မောက်လေးရဲ့ပုံတွေကိုရှင်းလို့ရတယ်เนาะကြုံကျင်တယ်ဆိုလို့ရှင် control ရဲ့ sorry order ရဲ့ speed bar ရဲ့ပြန်ပြီးတော့ကြုံလို့ရတယ်เนาะဒါအကြုံကျဲလေးလောက်တာပါလူကိုပုံလေးအသေးကျင်တယ်ဆိုလို့ရှင် control ရဲ့ D ရဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါဒီမှာအဲ ကိုလိုချင်တဲ့အနေထားလေးတိုင်းသိပေးလို့ရပါတယ်နော်ဒါလေးရလိုကိုပုံလေးထည့်ပေးတာပါ Okay ဆက်လိုက်မယ်နော် Okay ဒီဒီကားလေးမယ်လည်းထည့်ချင်တာကားလေးမယ်ထည့်ချင်တယ်ဆိုလို့ရှိရင်လည်းသူ့ကိုပွားချင်တဲ့ control ရဲ့ order ရဲ့ဖိပြီးတော့အလွယ်တကူပွားလို့ရပါတယ် Okay ဒါလေးကဒီမှာဘာလို့အောက်ကိုရောက်ရောက်သွားလဲဆိုလို့ရှိရင်ဒီကားလေးရဲ့ဘာနော်ကားလေးရဲ့ဒီနောက်မှာလေယာလေးရကြနေလို့သူ့အောက်ထဲဝင်သွားတာเนาะအဲ့တော့လေယာလေးကိုအပေါ်ဆုံးပို့လိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်ပေါ်လာပြီเนาะ ကွန်ထုတ်ရဲ့တီရဲ့နှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်လေယာလေးကပေါ်သွားပြီနော်โอเคအဖြူလေးမလို့အဲလေဟိုလေးကမလိုကိုလေးပုံလေးကနည်းနည်းမှိန်နေရဆိုလို့ရှိရင်သူ့ကိုနောက်တစ်ခုသူ့ကိုလိုကိုပုံလေးရှိပါသေးတယ် open on နေဒီကောင်လေးထည့်ပေးလိုက်မယ်နော်အပြာလေးထည့်ပေးလိုက်မယ်သူ့ကိုဒီအဖြစ်ပြီးတော့ဆွဲလိုက်မယ်နော်โอเคဒါဆိုရင်ဒါလည်းဒါပို့ပြီးထင်သွားပြီနော်သူ့ကို control ရဲ့ t ရဲ့တွဲပြီးနှိပ်ပေးလိုက်ပါ โอเคအဲဒီမှာကိုလိုချင်တဲ့ကိုထားချင်တဲ့နေရာလေးလာပြီးတော့ထားလို့ရပါပြီโอเคဘေးနားမှာထားမှာလဲကိုအဆင်ပြေတဲ့နေရာကိုထားလို့ရရယ်เนาะဟိုဒီနေရာမှာထားမှာလားโอเคအဲဒီနေရာလေးမှာထားမယ်ဆိုလို့ရှိရင်ရောလှလားโอเคအဲကိုကိုထားချင်တဲ့ပေါ့เนาะကိုထားချင်တဲ့နေရာလေးအလွယ်တကူလာပြီးတော့ထားပြလို့ရပါတယ်เนาะ Okay အဲဒီအောက်ခြေလေးပဲထားရတော့မယ်เนาะ โอเคဒါဆိုလို့ရှိရင်ဒီမှာအလွယ်တကူထားလို့ရတယ်ဒီပုံလေးကိုဘယ်ကယူရလဲဆိုလို့ရှိရင်ဒီပုံလေးကိုအဲ Google ကနေပြီးတော့ download ရရနော်အဲဒီမှာ Chrome ဖွင့်လိုက်နော် Chrome ဖွင့်လိုက်ပြီးတော့ဒီမှာကိုလိုချင်တဲ့ပုံလေးဒီမှာအများကြီးရှိရနော်ယူလို့ရရဆန်ကယ်ပုံတွေထည့်မှာလားအဲဘယ်လိုပုံတွေထည့်ထည့်ကျင်တာလဲဆိုတာကိုယူလို့ရပါရနော်ဒီပုံလေးရကိုလိုချင်တဲ့ပုံလေးကို Google ကနေပြီးတော့အလွယ်တကူ down ပြီးတော့ယူလို့ရတယ်เนาะအဲ down နည်းလေးကကိုကထားပါတော့ဒီပုံလေးယူမယ်ပုံလေးကိုတစ်ချက်နဲ့ အဲဒီပုံလေးတို့အဲ့ဒီမှာအော်မြင်းလေးပြေးနေတော့မြင်းလေးပြေးနေရဆိုလို့ရှိရင်ခဏလေးစောင့်ပေးလိုက်နော်တို့အဲ့တို့ကနည်းနည်းကြည်အောင်လုပ်နေရပါနော်အဲ့တော့အဲဒီပုံလေးကိုယူတော့မယ်ဆိုရင်ဒီပုံလေးပေါ်မှာ right click ကိုနှိပ်လိုက်ပါဒီမှာ save ရဆိုရလို့နော် save ရဆိုရလို့တစ်ချက်နှိပ်ပေးလိုက်အဲကိုကွန်ပျူတာထဲမှာဘယ်မှာသိမှာလဲကိုသိချင်တဲ့နေရာကိုရွေးပြီးတော့အဲ file name ကိုလည်းကိုပေးချင်တဲ့နာမည်လေးပေးလို့ရရနော်ဒါပါတော့ aa လို့ပဲပေးလိုက်မယ်နော် aa ပြီးရင် save ဆိုရလို့နှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်ကွန်ပျူတာထဲမှာတင်လို့ပြီးသွားပြီနော်တော့တင်ထားလေးကိုပြန်ပြီးတော့တွားကြည့်မယ်နော် DPC တဲ့ကိုသွား data D ထဲမှာရှိပါတယ် ACC file ထဲမှာအဲ Facebook ဆိုရထဲမှာရှိတယ်ဟုတ်ကဲ့ဒီမှာရှိရနော်ဟုတ်ကဲ့ဒီမှာဒါလေးရတာအခုမှ download လိုက်တဲ့ပုံလေးပါနော်ဒါလေးရတော့ JPEG file လေးပါโอเคဒါဆိုလို့ရှိရင် Google ကနေပြီးတော့လဲပုံနေအလွယ်တကူဒေါင်းတက်မယ်လို့လဲထင်ပါရယ်နော်ဒါလေးကအခုမှဒေါင်းလိုက်တဲ့ပုံလေးပါနော်ဒါလေးကဖွင့်နေရနည်းနည်းလေးကြာနေရပါနော်โอเคအဲဒါဆိုလို့ရှိရင်တော့ဒီကိုအောင်မှာ Facebook မှာကြော်ညာဖို့အတွက်ဆိုလို့ရှိရင် ကိုကြောင်ညာဖို့အတွက်ပုံလေးတွေလည်းအလွယ်တကူ Photoshop ကိုအသုံးပြုပြီးတော့ကြောင်ညာတဲ့ပို့လေးတွေလည်းလုပ်တတ်မယ်လို့ထင်ပါတယ်နော်အဆင်မပြေရှိလို့ရှင်လည်းကွန်မန့်လေးမှာမေးခဲ့လို့ရပါတယ်နော်သိချင်တဲ့ဘိုင်းလေးရှိလို့ရှင်လည်းပိတ်ဆက်ပေါက်လေးမှာမေးလို့ရပါတယ်အဲကိုကဒီမှာအဲစာလေးရေးပါလားစာလေးရေးချင်တယ်ဆိုလို့ရှိရင်လည်းစာလေးလေးရေးလို့ရပါတယ်เนาะโอเคအဲ့တော့ဒီမှာစာလေးရေးကြည့်မယ်เนาะ အဲဒီမှာကိုရေးချင်တဲ့နေရာမှာကာသာရှာပါကာသာရှာတော့ကြီးနေရဆိုလို့ရှိရင်သူ့ကိုစိုက်လေးကိုသေးပေးလိုက်မယ်နော်90နေလောက်ထားပေးလိုက်မယ်โอเคအဲဒီမှာ fog fog မှာကတော့ကိုကြိုက်နေတဲ့ fog နဲ့ရေးပေးလို့ရတယ်နော်ကျွန်တော်ကတော့ဒီမှာဟိုရမင်း fog လေးကိုယူထားရယ်နော်โอเคအဲ online online တင်တန်းတောင်းများအတွေ့ โอเคကြမယ်နော်ဒါလေးอ่ะကြီးနေဆိုလို့ရှိရင်သူ့ကို control ရဲ့ t ရဲ့နဲ့တွဲပြီးတော့တေးပေးလိုက်ပါโอเคအဲစာလေးကအရာပြောင်းကျင်နေဆိုလို့ရှိရင်လည်းသူ့ကိုဒီမှာနှစ်ချက်ဆက်တက်နှိပ်လိုက်ပါနော်ပြီးရင် color over လေးမှာအဖြူအောင်လေးကိုထားပေးလိုက်မယ်နော်အနီအောင်ထားမှာလားအနီအောင်ထားမှာဆိုလို့ရှိရင်လည်းအနီအောင်ထားလို့ရရယ်အနီအောင်မထားချင်ဆိုလို့ရှိရင်လည်းအဖြူအောင်လေးကိုထားပေးလို့ရရယ်နော်ဒါကတော့ကိုယ်ကြိုက်နေတဲ့အရာအောင်ထားပေးလို့ရရယ် โอเคကျွန်တော်အနီအောင်လေးကိုထားပေးလိုက်မယ်เนาะကြာရင်အနားခေါက်လေးရရယ်โอเคကိုနှိပ်လေးရရယ်เนาะโอเคဒါဆိုလို့ရှင် online တင်တဲ့သားများအတွက်เนาะဒါလေးကတော့ဒီကြောင်ညာပို့လေးကတော့ကျွန်တော် online တင်တဲ့သားတွေအတွက်ကိုသင်ဦးစာအောင်ကဲ DVD ခွေလေးရေပို့ပေးရပါเนาะโอเคအောက်မှာလဲစာရေးအောင်မလားရေးလို့ရရယ်เนาะအဲအောက်မှာဆိုလို့ရှင်သင်ဦးစာအောင်နဲ့ DVD ခွေလေးကိုပို့ပေးရပါเนาะအဲ့တော့သူ့အောက်မှာလဲစာအုပ်လေးကို xa lê chí chí bèo mẹ nó tà đu lê ở dù lại bà ta xa lại mẹ nó đi mà anh ấy xa chí bộ ở cho nó tà nhu mà phào lê ở dù lại mẹ nó anh ta khó lại bà ok bíô kê bột bộ dvd ok, okay. ။အဲလေးကိုလည်းသူ့ကိုဒီဘက်ကို ရွှေ့လိုက်မယ်နော်။သူ့ကိုတေးပေးလိုက်မယ်နော်။ Okay အနားခောက်လိုက်မယ်။အဲဒီအလေးကိုဘယ်နှမထားမှာလဲဆိုလို့ရှိရင်အဲဒီမှာထားပေးလိုက်မယ်။အဲဒီမှာထားလိုက်မယ်ဆိုလို့ရှိရင်ဒီလိုဂိုပုံလေးကိုအပေါ်ကိုရွှေ့လိုက်မယ်နော်။သူ့ကိုနည်းနည်းလေးတေးပေးလိုက်မယ်။ okay? အဲဒါလေးလေးကြားမယ်လို့ထင်ပါတယ်နော်လိုဂိုပုံလေးကိုအဲ sorry လိုဂိုပုံလေးကိုညာလေးထားပြလိုက်မယ်နော်โอเคဒါဆိုလို့ရှိရင်ကျွတ်ညာစာလေးကိုလည်းရမယ်လို့ထင်ပါတယ်เนาะ ုံလေးအောက်ကိုရွှေ့ကြတယ်ဆိုလို့ရှိရင်အကုန်လုံးဆက်လက်မှတ်လိုက်မြားလေးနဲ့အောက်ကိုရွှေ့လို့ရရယ်နော်โอเคလိုဂိုပုံလေးရောသူ့အပေါ်လေးကိုနည်းနည်းလေးကတ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဖိဖိုမှာကြုံညာဖို့ကြုံညာဖို့အတွက်ဆိုလို့ရှိရင်ဒါကြုံညာလေးတစ်ခုလုပ်လို့ပြီးသွားပါပြီเนาะโอเคဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့လည်း ကိုယ့်ရဲ့ပိတ်ရှိရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပိတ်မှာကြောကြောညာဖို့အတွက်ဒါမှမဟုတ်ကိုယ့်ရဲ့ဖုန်းမှာအဲကိုယ့်ရဲ့ဖုန်းမှာပေါ့နော်အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လုပ်ငန်းမှာအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်းဒါအဒီပုံစံလေးရင်းနဲ့အသုံးပြုလို့ရပါတယ်နော်โอเคဒါဆိုလို့ရှိရင်အဒီသင်ခန်းစာလေးရမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့လည်းထင်ပါတယ်နော်ကျွန်တော်အဲဒီကြောညာလေးကိုကျွန်တော်ရဲ့ပိတ်မှာကျွန်တော်တင်ပါပါနော်โอเค အဲ့တော့ match တို့အနေနဲ့အဆင်မပြေရနားမလည်ရရှိလို့ရှိရင်ပိတ်ဆက်ပါလေးမှာလဲမေးလို့ရပါတယ်ဗီဒီယိုလေးရဲ့ comment လေးမှာလဲမေးခဲ့လို့ရပါတယ်เนาะ online class လေးကိုစိတ်ဝင်စားမယ်ဆိုလို့ရှိရင်လဲကျွန်တော်ရဲ့ online class ကိုတက်ရောက်လို့ရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ